ထိုင်းနိုင်ငံရဲ့အရင်ကမျိုးတော့ရုတ်တရက်လို့ပြောလိုက်ရင်အခုကြီးနေတဲ့သူရဲ့မျက်လုံးထဲမှာဘာရင်ပြင်းမြင်မိမလဲဒီစာနာတစ်ခုကတော့အလောင်းမင်းတရားကြီးဦးအောင်ကြီးဟာဝရင်တုံးနဲ့တင်ပိုက်ခဲ့တဲ့မျိုးစုရဲ့အချက်ကိုအရင်မြင်မယ်ထင်ပါတယ်1960ခုနှစ်တွေတုန်းကအယုဒ္ဓယာမြို့ကဘယ်လိုမြို့လဲဆိုတော့သိကြပါသလား139ခုနှစ်ကြောင်းတည်တံ့ခဲ့တဲ့အင်ပါယာတစ်ခုရဲ့မြို့တော်ကြီးအခိအဲကကလန်ဒန်တို့ပဲရစ်တို့ထထောင်မှာပို့ပြီးတော့စီကားနေနိုင်တယ် ဥရောပသားကုန်တွေတွေကဒီမျိုးကို Venice of the East အရှိတိုင်းရဲ့ Venice မျိုးဆိုပြီးတော့ခေါ်ကြတာမျိုးတွေရှိကြတယ်။ဘာလို့လဲဆိုတော့ယုတ်တရားမျိုးကမြစ်သုံးဖူးစုံနဲ့ကမ္ဘာကုန်တွေရေးဗဟုချက်ဖြစ်နေတာလို့ကုန်တွေတွေအတွက်စီးပွားရေးအရန်ကောင်းတယ်။ဂျပန်တရုတ်ကလာတဲ့ပူတွေတွေအိန္ဒိယပါရှားကလာတဲ့နှင်းခတ်ဝေချိုင်တွေကြောင်းမြေနာတွေအကုန်လုံးကယုတ်တရားမျိုးမှာစုံစားတယ်။ပတ်စံတွေအရင်ပေါ်တော့ရွှေနန်းတော်တွေဒီအာမပန်တက်ပေးစောက်ထားပြီးတော့ရန်သူတွေမထိုးဖောက်နိုင်အောင်လို့အခိုင်အမာတည်ထားတဲ့မြို့ကြီးတစ်မြို့ပေါ့ ဘလောက်ပဲခိုင်မာတဲ့မျိုးဖြစ်နေပါစေသူရဲ့ရွှေရောင်နန်းတော်တွေထဲမှာအကွဲချောင်းတွေကတော့ပေါ်လာတာပါပဲအပြင်မမတအားစီကနေပြီမေအတွင်းပိုင်းမှာတော့နိုင်ငံရေးကပျက်စီးစားပြုနေပြီနန်းလူပွဲတွေအာနာညင်းပွားမှုတွေအကျင့်ပြတ်ချစားမှုတွေကမျိုးတစ်ခုလုံးရဲ့ခိုင်မာတဲ့စနစ်ကြီးကိုပြပြချင်းရိုက်ချိုးနေကြတယ်အဆုံးဖြတ်ပြီးတဲ့ Fatal Flaw တည်စီနိုင်တဲ့အမှားကတော့ Military Complacency စစ်ရေးအရာပေါ်ဆာမှုပဲဒီလိုမင်းနစ်ပြည်တော်မျိုးတစ်မျိုးအနေနဲ့ သူတို့လိုလိုက်တဲ့အကြီးမားဆုံးအမားတကူကစီရီပိုင်းဆိုင်ရာမှာအရန်အားမဆိုင်ခဲ့ကြတာပဲ။ကုံတွေရေးတွေလုပ်ပြီးပတ်စံရှာတာကိုပဲအာယုံဆိုင်နေပြီးတော့စစ်တပ်ရေးရာအပိုင်းကိုလုံးဝလှည့်လျူရှုထားခဲ့မိတဲ့မျိုးတစ်မျိုးဖြစ်နေတယ်။ဒါပေမဲ့လေတပတ်ကပြန်ကြည့်မယ်ဆိုရင်တော့18ရာစုနှောင်းပိုင်းကလေးကစစ်ဆိုတာမတိုက်ရတော့တာကြပြီ။သူတို့ရဲ့ခန့်တက်ကြီးကအလှထားတဲ့အစင်တန်းစာတွေဖြစ်နေတာမို့လို့စီရီအပိုင်းကိုဂရုမဆိုင်မိကြတာလည်းဖြစ်နိုင်တယ်။ဒီတစ်ချက်ကအယုဒ္ဓယာပျက်စီးခြင်းရဲ့အစပဲ။ ဂုံတေတယောက်လိုစဉ်းစားနေတဲ့အချိန်မှာအယုဒ္ဓယာရဲ့နယ်စပ်မှာတော့စစ်သူကြီးတယောက်လိုစဉ်းစားတတ်တဲ့ပြည်ပနိုင်ငံတနိုင်ငံကအမောက်ထောင်ဖို့အတွက်တဖြည်းဖြည်းအရှိန်အယားစားဖြစ်လာတယ်ဒီနိုင်ငံကကျွန်တော်ရဲ့နိုင်ငံမြန်မာနိုင်ငံပဲအဲ့ဒီအချိန်မြန်မာနိုင်ငံက Chaos မင်းမဲစရိုက်ကာလာပဲ19ရာစုဝင်ကျင်မြန်မာနိုင်ငံကိုကြီးလိုက်မယ်ဆိုရင်အကုန်လုံးကဝေယုံတုံးကဖြစ်ချင်နိုင်ဖြစ်နေတဲ့နိုင်ငံတစ်ခုထက်မပိုပါဘူး တောင်ငူမင်းဆက်ကြီးပြိုကွဲနေတယ်။မုံတွေကဟန်တာတွေကိုပြန်ထူထောင်ပြီးတော့ခွဲထွက်တယ်။အင်းဝကိုတော်မှပြင်သစ်တွေစီကရားတဲ့လက်နက်တွေနဲ့မုံတွေကတိမ့်ပိုက်နိုင်လိုက်ကြတယ်။အဲဒီချာဝစ်ဂျာတွေကမုတ်ဆိုးဖို့ရွာကရွာသူကြီးအောင်စရာပေါ်ထွက်လာတယ်။ဒီလိုမျိုးပြောင်းဆက်နေတဲ့မြန်မာနိုင်ငံကြီးကိုမယုံနိုင်စရာဆွာတွေနဲ့ပေါင်းစည်းပေးမယ်။မိုးဆိုးဖို့ရွာကရွာသူကြီးဦးအောင်စရာဆိုတဲ့သူပေါ်လာတယ်။ဦးအောင်စရာကသူ့ကိုယ်သူအလောင်းမင်းတရားဆိုပြီးတော့1952ခုနှစ်မှာကုန်းပေါင်းမင်းဆက်ကိုထူထောင်တယ်။ 1958ခုနှစ်မှာလက်ရှိပဲခူးအရင်ကဟန်တာဝရီကိုတည်နေအထောင်းမြမပြည်ကိုပြန်ပောင်းစီတဲ့တတိယမြမအင်ပါယာကိုထူထောင်လိုက်ပါတယ်ဒီအကြောင်းလေးကိုကျွန်တော်တို့ကအချင်းချင်းကြားခဲ့ရပြီးပြီပြန်ကြားတိုင်းလဲစိတ်တဲ့ရေရာအပိုင်းမှာမတော်မြမတွေတော်ခဲ့ကြပါလားဆိုပြီးတော့လိုးကျွားစီတဲ့အထိဒီသမိုင်းတွေကကျွန်တော်တို့အတွက်အရေးပါတယ်ကျွန်တော်တို့မြမနိုင်ငံကြီးဖြစ်လာတဲ့ပထမအစလို့ပြောလို့ရတယ်ကောမော်ခီရဲ့နိုင်ငံကြီးကအယုဒ္ဓယာရဲ့နိုင်ငံကြီးနဲ့လုံးဝပြောင်းပြန်ပြီ တတိယမြန်မာနိုင်ငံတော်ဆိုတာကုန်တယ်ရေးတွေလုပ်တဲ့နိုင်ငံမဟုတ်ပါဘူးစစ်တိုက်ဖို့တိစောက်ထားတဲ့နိုင်ငံဖြစ်နေတယ်နိုင်ငံတစ်ခုလုံးကဆက်ရန်နေရာကြီးလိုပဲစစ်နိုင်ခြင်းနဲ့စကြာဝေးမင်းဆိုတဲ့အယူအဆပေါ်မှာတိစောက်ထားတဲ့နိုင်ငံဆိုတဲ့ဟုတ်ပါတယ်အရင်ခေတ်ကဖြစ်ခဲ့တဲ့သမိုင်းတွေဆိုတာနဲ့ကုန်းမောင်ခေတ်စစ်တပ်ကိုဓာတ်ကင်လှကင်တွေပဲရှိတဲ့ခေတ်နောက်ကျတဲ့အဖွဲ့အစည်းတခုလိုထင်ရင်တော့အမှားကြီးမှားသွားပါလိမ့်မယ်တကယ်တမ်းမှာကုံမောင်ခေဦးစစ်တပ်ဟာအဲဒီခေအရှိတောင်အာရှမှာကြောက်စရာအကောင်ဆုံးစစ်ရန်နေရာတစ်ခုဖြစ်ခဲ့တယ် ဒီလိုအားကောင်းတဲ့စစ်တပ်ဖြစ်လာတဲ့အကြောင်းနှစ်ခုရှိတယ်။ပထမအချက်ကကိုမောင်ခေစစ်တပ်ရဲ့ဖွဲ့စည်းပုံမှာအမှုတမ်းစနစ်ပေါ်အခြေခံထားပြီးတော့နိုင်ငံအနှံ့ကလူဝင်အားကိုအချိန်တိုတွင်စုစည်းနိုင်တဲ့စနစ်မျိုးဖြစ်ပါတယ်။ စစ်တပ်ကိုလည်းယာရုအစင်စင်တံမျိုးအစားအလိုက်မြင်းတပ်စင်တပ်ခြေလျင်တပ်ဆိုပြီးတော့တိချာဖွဲ့စည်းထားပါတယ်အထူးသဖြင့်မြင်းတပ်မှာဆိုရင်တော့ကတဲမြင်းတပ်လိုနာမည်ကြီးတဲ့တပ်ဖွဲ့မျိုးတွေလည်းပါတယ်ဒုတိယတစ်ချက်ကဒီစစ်တပ်ရဲ့ဤပညာဓာတ်နဲ့လှန်တွေပဲရှိတာမဟုတ်ဘဲနဲ့အထူးကျွမ်းကျင်တဲ့ဘီပေါတနတ်တပ်တွေအမြောက်တပ်တွေတည်တံ့ရှိပါတယ်ဒီတပ်တွေရဲ့အစွမ်းကိုပိုတိုးစေတာကတော့နိုင်ငံခြားသားကြီးစားစစ်သားတွေကြောင့်လည်းပါတယ်ဘရင်ကြီးလို့ခေါ်တဲ့ဥရောပနယ်ပယ်မြန်မာတွေလည်းရှိပါတယ် ပါရီတီမီလာလိုပြင်သစ်စစ်အင်ဂျင်နီယာတွေကဒီလက်နက်တပ်တွေကိုဦးဆောင်လေ့ကျင့်ပေးခဲ့ကြတယ်။ဒါကြောင့်ကုန်းမောင်စစ်တပ်ဟာရိုးရအင်အားဖြစ်တဲ့စင်၊မြင်း၊ခြေလျင်တွေခေတ်သစ်နီးပညာတနက်အမြောက်တွေကိုပေါင်းစပ်ထားတဲ့အင်အားကြီးစစ်တပ်တစ်ခုဖြစ်ခဲ့ပါတယ်။ကဲဒီလောက်တောက်တင်းခိုင်မာတဲ့စစ်တပ်ကြီးကိုတိဆောက်ပြီးတဲ့နောက်မင်းတရားကြီးအလောင်းဖျားရဲ့မျက်လုံးကဘယ်ကိုရောက်သွားသလဲ။သူ့ရဲ့မဟာပြိုင်ပဲအရှိတောင်အာရှရဲ့အချမ်းသာဆုံးမျိုးတော့အယုဒ္ဓယာစီကိုပါပဲ။ဘာကြောင့်လဲအဓိကကအကြောင်းရင်းတစ်ခုရှိတယ်။ တခုကစီးပွားရေးနဲ့နည်းမြေလုံခြုံရေးကြပါအယုဒ္ဓယာဟာအရိခိရဲ့အင်အားကြီးနိုင်ငံတစ်ခုဖြစ်ပြီးတော့မြန်မာတွေထိန်းချုပ်ခြင်းနဲ့တနင်္သာရီကံယူရန်ဒါပင်မြေကားကုံသွေးရေးလမ်းကြောင်းတွေကိုမကြာခဏထိပါလေရှိကြတယ်။ဒါအပြင်ဟန်တာရီမွန်တို့အရေးနှိပ်သွားတဲ့အခါအယုဒ္ဓယာကမွန်ဒုက္ခတွေတွေကိုလက်ခံပြီးတော့မြန်မာပြည်အောက်ပိုင်းကိုပြန်လည်တိုက်ခိုက်ဖို့အားပေးကူညီတာမျိုးတွေလုပ်ခဲ့တယ်။ဒုတိယအချက်ကဧကရစ်စနစ်ရဲ့သဘောတရား ကိုကိုကိုအေဂရေးဘီရင်တပါအဖြစ်ကြီးညာထားရေးကိုရဲ့အဓိကပြိုင်ဘက်ကိုအနံ့ယူပြမှာသာကိုရဲ့အာနာတီမြဲပြီးဒေတာအတွင်မှာငါအကြီးဆုံးဆိုတာကိုတသက်ပြနိုင်မဲ့စနစ်မျိုးဖြစ်နေတယ်။ဒီအကြောင်းရင်းတွေကြောင့်ပဲအလောင်မင်တရားဟာသူရဲ့အသက်ဆက်ဆက်စစ်ရနေရာကြီးကိုပထမဆုံးအကြိမ်အကြီးစားဆန်းသက်ဖို့အဆုံးဖြတ်ခဲ့ပါတယ်။အလောင်မင်တရားဟာ1960ခုနှစ်မှာအယုဒ္ဓယာကိုပထမဆုံးအကြိမ်စစ်ချခဲ့ပါတယ်။ သူရဲ့စစ်တပ်တွေဟာအယုဒ္ဓယာမြို့တော်တကာဘွားအထိဒရဂျန်ချီတန်နိုင်ခဲ့ပေမယ့်နောက်ဆုံးဝိုင်းရံတိုက်ခိုက်မှုကတော့မအောင်မြင်ခဲ့ပါဘူး။မင်းတရားကြီးကိုရိုင်းယုဒ္ဓယာနာမကျန်းဖြစ်ပြီးအပြန်လန်းကင်မွန်ချောင်းမှာနိုင်ရာဆန်သားခဲ့ရတယ်။အယုဒ္ဓယာကိုတိမ်တဲ့ပထမစစ်ပွဲကအပြေမထွက်ဘဲပြီးဆုံးသွားခဲ့တယ်။ဒါပေမဲ့ဒီစစ်ပွဲကနေပြီးတော့ရန်သူရဲ့အာသာချက်အာနယ်ချက်ကိုတက်ရဲ့လိုအပ်ချက်လန်ခီရဲ့အခက်အခဲဆိုတဲ့အရေးကြီးဆုံးသင်ခန်းစာတွေကိုရလိုက်တယ် ဒီသင်ငန်းစာတွေကပဲနောက်တစ်ချိန်သူ့ရဲ့သားတော်စင်ဖြူရှင်လက်ထံမှာရောက်လာမဲ့အပိသက်တိုက်ခိုက်ပွဲတွေအတွက်အခရာကြားတဲ့အတွေ့အကြုံတွေဖြစ်သွားစီခဲ့ပါတော့တယ်။အယုဒ္ဓယာကိုသိမ်းပိုက်တဲ့နောက်ဆုံးတိုက်ပွဲကိုဆင်နွှဲတဲ့သူကအလောင်းမင်းတရားရဲ့သားတော်စင်ဖြူရှင်စင်ဖြူရှင်က1963မှာနန်းတက်တယ်။သူကကုန်းမောင်မင်းဆက်ရဲ့စစ်သွေးအကြွဆုံးဘီရင်လို့လဲခေါ်ကြတယ်။ဘာလို့လဲဆိုတော့ သူက1960ပထမစစ်ပွဲမှာဒုတိယစစ်သေးတာပတိအဖြစ်ကိုရိုင်းလိုက်ခဲ့ဘူးလေဒါကြောင့်အယုဒ္ဓယာရဲ့အာဏာချက်အာတာချက်ကိုမျက်မြင်သိထားတဲ့သူခမဲတော်ဖြစ်သူစားခဲ့တဲ့တာဝန်ကိုအဆုံးသတ်ဖို့ဆင်ဖြူရှင်ကပြည်ပြေဆုံးတဲ့အစီအစဉ်တစ်ခုကိုနှင်းနှဲချီပြီးတော့ဆွဲတယ်1965ခုနှစ်မှာဆင်ဖြူရှင်ကအယုဒ္ဓယာကိုနှစ်ဖက်ညှက်တိုက်မဲ့စစ်စင်ရေးကိုစားတယ်ဒီလိုနှစ်ဖက်ညှက်တိုက်ဖို့အတွက်အဓိကတပ်မကြီးနှစ်ခုခွဲလိုက်တယ်နေမျိုးတိဟာပတိဦးဆောင်တဲ့မြောက်ပိုင်းတပ်မကအင်အား2000နဲ့လာအို ဗီယန်ချင်းလွန်ဘရာဘန်ဘက်ကနေဝင်ပြီးတော့တောင်ဘက်ကိုစချီတက်လာတယ်။မဟာနော်ယထာဦးဆောင်တဲ့တောင်ပိုင်းတပ်မကတော့အင်အား3000လောက်နဲ့တဝဲတနင်္လာရီဘက်ကနေပြီးတော့ပတ်တက်လာတယ်။အယုဒ္ဓယာကိုချီတက်လာတဲ့အချိန်လမ်းမှာရှိတဲ့ယူရီးယားတပ်လေတွေညိုးငယ်လေတွေကိုတခုမကျန်ချီမုံလာတာနောက်ဆုံး1966ခုနှစ်ဇန်နဝါရီလမှာတပ်မကြီးနှစ်ခုကအယုဒ္ဓယာမြို့တော်ရဲ့တံခါးဝါမှာလာဆုံးကြတယ်။အဲဒီမှာတမိုင်းရဲ့အပြင်းထန်ဆုံးဝိုင်းရံမှုတွေတဲကတခုဖြစ်တဲ့14လကြာမဲ့မြို့သိမ်းတိုက်ပွဲကြီးစတော်တာပဲ။ ရုတ်တရက်ရဲ့အကြီးဆုံးကာကွယ်ရေးအင်အားကမြို့ခုပတ်ထားတဲ့တိုင်းကြီးတွေမဟုတ်ပါဘူးသူတို့ရဲ့အဓိကအင်အားကမုတ်တုံမူပါပဲနှစ်တိုင်းမုတ်တုံမူရွာရင်ရေးကြည့်တယ်ရိုးရရတွေကငါတို့ကမြို့ထဲမှာအစာရေစာအလုံးလောက်ရှိတယ်မိုးရသည့်အထိကြောင်ခံနိုင်ရင်အပြင်ကမြမတက်တွေရေလွမ်းနာရောယောဂဗျာကြောင့်ရောအလိုလိုပြန်ဆုတ်သွားလိမ့်မယ်လို့ပဲထင်ထားတာဒါပေမဲ့စင်ဖြူရှင်ရဲ့အစီအစဉ်တွေထဲမှာဒါကိုပါထည့်ထွက်ထားပြီးတာမြမတက်တွေနောက်မဆုတ်ခဲ့ဘူး ရေတွေလွှမ်းလာတဲ့အခါမြမတက်တွေကတဲတွေစောက်လေတွေနဲ့သွာလာပြီးတော့အယုတ်တရားမျိုးကြီးကိုဆက်ဝိုင်းထားတယ်။စာနယ်ရိက္ခာလောင်ကောင်လို့အနီးနားကလေကွက်တွေမှာကိုရိုင်းစပားဆိုင်စားကြသည်တယ်။အင်အား9000လောက်ရှိတဲ့တပ်မကြီးတခုကရန်သူနယ်မြေထဲမှာလည်းဖြစ်နေတယ်။ရေလွှမ်းမှုမှုတွေကြားမှာလည်းတနည်းကျော်လောက်အထိရပ်တည်နိုင်ခဲ့တယ်။အဲဒီအချက်ကကုမောင်ခေမြမစစ်တပ်ကဘလောက်တောင်အင်အားကြီးလဲဆိုတာပြနေရပဲ။နောက်ဆုံးတော့ခိုင်ခန့်လာပါတယ်ဆိုတဲ့အယုတ်တရားမျိုးကြီးကအငတ်ဖေးဆိုင်တော်တာပဲ။မြန်မာတွေကမျောစင်တွေစောက်ပြီးတော့အမြောင်နယ်ပြတဲ့ ယူယူအောက်ကိုလည်းဥမင်တွေတူတယ်1969ခုနှစ်ဧပြီလ9ရက်နေ့မှာယူယူအောက်ခြေကိုမီးရှို့ပြီးတော့ဖြိုချလိုက်တာနဲ့တက်တွေ့မျိုးတွေကိုဝင်သွားတော့တယ်ဒီလိုနဲ့နှစ်ပေါင်း438နှစ်ကြာတည်တန်းခဲ့တဲ့အင်ပါယာကြီးကကြာဆုံးသွားပါတယ်မျိုးတော်မီးရှို့ပြချခံလိုက်ရတယ်ဒါဟာစနစ်တကျဖျက်ဆီးခြင်းတစ်ခုပဲတက်တွေကရုပ်ပွားတော်တွေပါမြမတက်တွေကရုပ်ပွားတော်မှန်သမျှကိုတမင်တကာမျက်နှာတွေဖျက်ဆီးကိုလန့်အင်္ကာတွေဖျက်တောက်ခဲ့ပါတယ် ဒီနေ့တပင့်အမြင့်တွေကြားမှာကဘာကျော်နေတဲ့ဗုဒ္ဓဖေယဥကောင်းတော်ကအဲ့ဒီအဖြစ်ပြက်ရဲ့အထင်ရှားဆုံးသက်တည်ပဲဘာလို့ဒီလိုလုပ်တာလဲတကယ်ကဒါကတာမန်ဖြည့်စည်မှုမဟုတ်ပါဘူးစိတ်ပိုင်းဆိုင်ရာစစ်စင်ရေးတခုပဲမျိုးရဲ့ရုပ်ခန္ဓာကိုယ်ရင်မကဘူးဝိညာဉ်ကိုပါချိုးဖျက်ဖြစ်တာဒါပေမဲ့ကိုမောင်ခေစစ်ပွဲရဲ့အဓိကရည်မှန်းချက်ကစစ်ပွဲမှာတိမ့်လိုက်နိုင်တဲ့မြေမဟုတ်ဘူးလူပါပဲအဲ့ဒီခေအရှိတောင်အာရှရဲ့အယူအဆအရအာနာနဲ့ကြွယ်ဝမှုဆိုတော့နေမြေအကျယ်ဝန်းပေါ်မှာမတည်ရှိပါဘူး လူအင်အားပေါ်မှာပဲတည်ရှိတာလို့ယူဆကြတယ်။ဥပမာပေးရရင်အယုတ်တရားဆိုတာမဟင်းကားဆိုင်ကြီးတဆိုင်ဆိုရင်မြမာတွေကဆိုင်ကိုလိုချင်တာမဟုတ်ပါဘူး။မဟင်းကားချက်တက်တဲ့စပုံမှုတွေကိုလိုချင်တာပါ။ဒါကြောင့်သူတို့ကယူရီးယားလူဦးရေတောင်းတဲ့ချီကိုမြမာနိုင်ငံကိုပြန်ခေါ်သွားတယ်။အဲ့ဒီအချိန်မှာတာမန်ပြည်သူတွေအပြင်မင်းမျိုးမင်းရွယ်2000၊ကျွမ်းကျင်ပပေးစရာ၊ပပူစရာ၊ဂီတပညာရှင်၊ပြဆက်အဖွဲ့အကုန်ပါတယ်။ အဲ့ဒီယူရီးယားဇက်ပွဲတွေရင်ကျေးမှုတွေကပဲနောက်ပိုင်းကုန်းပေါင်နန်းတွင်းရည်ကျေးမှုမှာပြန်လွှမ်းမိုးတာမျိုးတွေလည်းအများကြီးတွေ့ရတယ်။ဒါဆိုရင်ဘာလို့အယုဒ္ဓယာမြို့ကိုအပြစ်သက်မသိမ်းမအုပ်ချုပ်ပဲမြို့ကိုဖျက်ဆီးခဲ့တာလဲဆိုပြီးတော့မေးစရာရှိနိုင်တယ်။အကြောင်းရင်းကတော့တရုတ်ပဲမြန်မာတွေအယုဒ္ဓယာကိုဝိုင်းထားတဲ့အချိန်မှာတရုတ်ချင်းမင်းဆက်ကမြန်မာနိုင်ငံကိုအင်အားအလုံးရင်းထဲဝင်တိုင်နေပြီးဒါကြောင့်စင်ပြူရှင်ဘီရင်ကဒီစစ်ပွဲကိုအမြန်အဆုံးတတ်ဖို့လိုတယ်။သူရဲ့ရည်မှန်းချက်ကအယုဒ္ဓယာကိုအုပ်ချုပ်ဖို့မဟုတ်ဘူး။ အယုတ်တရားကိုပြိုင်ဘက်အဖြစ်ကနေချေမှုန်းပစ်ဖို့ပဲဒါကြောင့်ယူရီးယားဘရင်ကလက်နက်ချပါမယ်လောက်ကန်လုပ်ပါမယ်လို့ကန်လန်းနာကိုတော့မှညင်းခဲ့တာမြန်မာတွေလိုချင်တာလက်နက်ချတာမဟုတ်ဘူးနောက်တစ်ခါဘယ်တော့မှပြန်မထနိုင်အောင်ချိုးနေမှုပဲဒီလိုမျိုးဖြက်စီးသွားတာကပဲအသက်တစ်ခုကိုမွေးဖွားပေးလိုက်တဲ့အယုတ်တရားကြဆုံတာနဲ့နိုင်ငံကစစ်ပြင်းနေမြေ၅ခု꿰သွားတယ်အဲ့ဒီထဲကမျိုးမချခင်လူ900နဲ့ဝိုင်းရံမှုကနေဖောက်ထွက်လွတ်မြောက်သွားတယ်တရုတ်ယူရီးယားຫນွယ်ပေါ်ဗိုလ်ချုပ်ဖရာတက်ပေါ်လာတယ်ခုနှစ်လအကြာမှာသူကတက်တွေ့ပြန်စု ်မာရဲ့စစ်စခန်းငယ်တွေကိုပြန်တိုက်တယ်ပြီးတော့တခြားစစ်ပီရင်တွေကိုနိုင်အောင်တိုက်ပြီးတော့နိုင်ငံကိုပြန်ပေါင်းစီပါတယ်အဲဒီမှာသူကအရေးကြီးဆုံးဆုံးဖြတ်ချက်တစ်ခုကိုချလိုက်တယ်သူကအယုဒ္ဓယာကိုပြန်မထူထောင်တော့ဘူးဘာလို့လဲဆိုတော့မျိုးတော်ဟောင်းကလုံးဝပြက်စီးသွားပြီးကာကွယ်ဖို့မလွယ်တော့ဘူးအရေးနှိတ်ချင်ရဲ့တင်ဂီတာဖြစ်သွားပြီးဒါကြောင့်ပဲသူကမျိုးတော်အစ်ကိုပင်လယ်နဲ့ပူနေတဲ့တုံပူရီကိုရွှေ့လိုက်တယ် ကုံသွေးမှုရောလိုအပ်ရင်ထွက်ပြေးဖို့ပါလွယ်တဲ့နေရာမျိုးကိုရွှေ့လိုက်တာပါ1982ခုနှစ်မှာတက်ဆက်ဘရင်နန်းကြပြီးနောက်သူရဲ့ဘူဂျိုကြီးချက်ဂရီပထမရာမဘရင်ကမျိုးတော်ကိုမြစ်တစ်ဖက်ကန်ဘန်ကောက်ကိုထတ်ရွှေ့တယ်ဘန်ကောက်ကိုအယုဒ္ဓယာရဲ့မျိုးပုံစံအတိုင်းပုံတူကူပြီးတော့တည်ဆောက်ခဲ့ပါတယ်အယုဒ္ဓယာအပြည့်စီတွေကအုတ်တွေကိုတဲလာပြီးတော့ဘန်ကောက်ရဲ့မျိုးရိုးတစ်တွေကိုစောက်တဲ့နေရာမှာတုံးခဲ့တယ်အယုဒ္ဓယာရဲ့တချို့သောအပြည့်စီတွေကတော့အဲ့ဒီအပြည့်စီနေတဲ့အတိုင်းပဲကြံခဲ့တယ်ဘသူမှပြန်ဆောက်ဖို့မကြိုးစားတော့ဘူး အဲဒီအမယိုကြီးကခေတ်သစ်ထိုင်းလူမျိုးတွေအတွက်ဘယ်တော့မှမမေ့ရမယ့်သင်ခန်းစာဖြစ်သွားတယ်။နိုင်ငံမစည်းလုံးရင်ခေါင်းဆောင်တွေအရေးချင်းမရှိရင်ဘာဖြစ်မလဲဆိုတာကိုအမြဲတမ်းသတိပေးနေတဲ့ပြည်ယုတ်ကြီးဖြစ်သွားတာပေါ့။ချုပ်ပြီးတော့ပြောရရင်တော့1969ခုနှစ်ကမြန်မာနိုင်ငံအတွက်ကုန်းမောင်းမင်းဆက်ရဲ့စင်အင်အားအထုထိတ်ကာလတွေဆိုလဲဟုတ်တယ်။ဒါပေမဲ့လည်းဒီလိုဆွမ်းဆောင်ရည်တွေနဲ့ဘယ်သူမှဂယုမဆိုင်ဘူးဆိုတဲ့ယုံကြည်မှုလွန်ကဲခြင်းကပဲကုန်းမောင်းခေတ်မင်းဆက်ကြီးကိုဗြိတိရှားလိုပိုကြီးတဲ့အင်အားကြီးနဲ့ထိတိုက်တွေ့စေပြီးတော့ 1885ခုနှစ်မှာကိုလိုနီလက်အောက်ခံနိုင်ငံဖြစ်သွားစေခဲ့တဲ့ယူရီးယားနိုင်ငံအတွက်တော့အယုဒိယပြည်စီခြင်းကသူတို့ရဲ့အနေအဆုံအမျိုးသားရေးအဆက်တကွဲဖြစ်ရပေ ပိုလွန်ဂျုံနဲ့မျိုးတော်တေဘန်ကောက်ကမင်းဆက်တစ်တွေနဲ့အတူကိုလိုနီခေတ်ကိုလွတ်အောင်ရှောင်နိုင်ခဲ့ပြီးတော့ခေတ်သစ်ထိုင်းနိုင်ငံရဲ့အုံမြစ်ကိုချနိုင်ခဲ့ပါတယ်။အယုဒ္ဓယာရဲ့အပြည့်စီတွေကအောင်နိုင်သူရဲ့အကြီးမားဆုံးအောင်ပွဲကသူရဲ့နောက်ဆုံးကြဆုံးခြင်းရဲ့အစာဖြစ်ခဲ့ကြောင်းတက်တည်ပြနေသလိုအရေးနေသူရဲ့အဆိုးရွားဆုံးကပ်ဘေးကလည်းသူရဲ့နောက်ဆုံးရှင်တန်ခြင်းအတွက်ပြန်လည်မွေးဖွားခြင်းဖြစ်ခဲ့တယ်ဆိုတာကိုပြနေတဲ့တမိုင်းအမာယုတ်ကြီးတစ်ခုပါပဲ။ဒီတော့မေးချင်တာတစ်ခုကတမိုင်းမအနိုင်ရှုံးဆိုတာကိုအဲ့ဒီတိုက်ပွဲပြီးတဲ့နေ့မှာပဲဆုံးဖြတ်တင်တာလား။ ဒါမှမဟုတ်နှစ်တရာလောက်စောင့်ကြည့်ပြီးမှဘသူကတကယ်ရှင်သန်ကြံရဲခဲ့လဲဆိုတာနဲ့ဆုံးဖြတ်တင်တာလားအခုဗီဒီယိုကြည့်နေတဲ့သူရောဘလို့ထင်လဲဆိုတာဝင်ဖြေသွားလို့ရပါတယ်